မြန်မာအိန္ဒိယနေဆက်1010မိုင်ကျော်ရှည်လျပါတယ်1626ကီလိုမီတာရှိပါတယ်တိုင်းတာပြီး98မိုင်ကျော်ရှိပါတယ်ကီလိုမီတာအပြင်1460ကျော်တိုင်းတာပြီးဖြစ်ပါတယ်အများဆုံးတိုင်းတာပြီးဖြစ်ပါတယ်ခုပြောဆိုနေတဲ့ကဘောချိုင်းဝမ်ဒေတာဆိုတာလည်းရခိုင်တိုင်းတာပြီးထဲမှာကျွန်တော်တို့အတိအမှတ်ပြပြီးထဲမှာပါပြီးဖြစ်ပါတယ်မြန်မာအိန္ဒိယနိုင်ငံနယ်ကြားသတ်မှတ်ချက်အနေနဲ့2014ခုနှစ်နေလ8ရက်နေ့မှာချုပ်ဆိုထားတဲ့ မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ပါတယ်။ကဘောချိုင်းမှာဒေသနဲ့ပတ်သက်ပြီးပြောရမယ်လို့ဆိုလို့ရှိရင်ယခင်တော့လည်း2013လောက်လည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BGB ပါတီကဒါတမှုကလေးမင်းကြီးမျိုးနေတဲ့ပါဝင်တဲ့ကဘောချိုင်းမန်းဒေသကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်။ဒါတွေကိုလည်းကလေးမျိုးမှာရောမင်းကြီးမျိုးမှာရောကျွန်တော်တို့ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်။ဒါမှမဟုတ်ကျွန်တော်အနေနဲ့ပြောပြချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အိန္ဒိယချင်းကောင်းမိတ်ဆွေကောင်းဖြစ်အိန္ဒိယချင်းကောင်းလို့ရက်တီဆောင်ရွက်သွားမှာဖြစ်ပါတယ်။အိန္ဒိယယူသားရဲ့လားဆိုတော့မေးကုန်။ကျော်ကြီးတဲဆော်။အိန္ဒိယဆိုယူသားရဲ့လားဆိုမေးကုန်မယ်။အဲ့တော့ဒီနေရာမှာတစ်ဖက်လူကတော့ရှင်းပြရင်တော့တစ်ဖက်တစ်ဖက်နိုင်ငံအဖွဲ့အစည်းတွေကတော့ကျွန်တော်တို့ကိုကျွန်တော်နိုင်ငံအားနည်းနေတဲ့အချိန်စူးစိညင်းမှုပြပြနေတဲ့အချိန်စီလုံးညင်းမှုမရှိတဲ့အချိန်မှာတို့ကတော့ဒီကိကဘာကြီးကွာပြောချင်ပြောမှာပါဗျာ။ ဒါပေမဲ့အဲ့ဒါလိုတိကျပါရေပါပြောနေတာကိုကျွန်တော်က journalist တောင်နေနေရှင်ထဲမှာစိတ်မကောင်းဖြစ်တယ်။နာတယ်မချိမနှက်ဖြစ်တယ်ဒေါသထွက်တယ်စိတ်တူတယ်။ကျွန်တော်ကဒီလိုခံစားရတယ်။အခုမြန်မာအစိုးရကတော့ဘာမှလည်းမပြောဘူး။ဆယ်ရနေရအလွတ်တော်မှာပြောသွားတာကိုမြန်မာအစိုးရလူတွေသိရောသိရလားမသိဘူး။မသိဘူးလေ။မနေ့ကတရင်နေပေါ်လို့ရနေပြီစပြီးတော့ဒီနေ့ဆိုရင်ကျွန်တော်တို့ပြောပြီးနှစ်ရက်ရှိသွားပြီ။ပေါ်လို့ရနေပြီ။ပြီးတော့အဲ့အိန္ဒိယမှာသွားပြီးတော့ထားတယ်အိန္ဒိယမှာရောက်နေတဲ့မြန်မာတမတ်ကအလုပ်ကိုလုပ်ရလား။ဒီလူအဲ့မှာသွားနေပြီးတော့ဘာလဲဟို ဟိုစီဦးထပ်စားပြီးတော့စိန်ခံနေရတာမသိလားမြန်မာနိုင်ငံကတာတမန်ပြည်နဲ့သူ့တော်ဖိုးခတ်ထားတာဟိုကသတင်းစာတွေမှာဒီလိုတွေပါလာရင်မြန်မာအစိုးရနိုင်ငံရေးဥပဒေတော့ဒါရဲ့အကြောင်းကြားပါမဟုတ်ဘူးလားအဲ့ဒါနိုင်ငံရေးဥပဒေတော့ဘုဇူဘူးကြီးကိုဒါရဲ့တော့ပြပြီးတော့ဘုဇူဘူးကြီးအိန္ဒိယဒီလိုပြောနေပြီကျွန်တော်ဘယ်လိုလုပ်ကြမလဲပြောမှာမဟုတ်ဘူးလားသူခမရတော့ပါလေခမရတော့ဘာလုပ်ကြတာလဲကျွန်တော်ခမရတော့ပတ်ပတ်ဆက်ဆက်ပြောပြချင်နေကြဘုံလည်းပြောရ အဲခင်ဗျားတို့ကပဲလို့ကျွန်တော်ပြောရင်ခင်ဗျားတို့ကကျွန်တော်တရားဆိုမှာထောင်နဲ့ထဲဦးမှာอืมလုံးဦးမှာဒီကောင်းလေးခင်ဗျားတို့ကနိုင်ငံကိုရောင်းဆောင်ဖို့ကြိုးစားနေကြတာလားလို့မေးချင်သေးပေါ့တေချာပေါ့อืมနိုင်ငံဒီလိုမျိုးသူများစော်ကားမော်ကပြောနေတာကိုခင်ဗျားတို့ဗဇက်ကြီးတွေကပိတ်နေကြတာတန်တမန်ဒီလိုက်ရမလုပ်ကြတာဘာမှလည်းမတုံ့ပြန်ကြတာခင်ဗျားတို့ဘာလုပ်ကြတာယူသားကြရလားခင်ဗျားတို့ကဘာတွေလဲကျွန်တော်တရားတွေဆော်ပြီးအေးတော်တော်လေးတော့ကျွန်တော်လည်းအံအားသင့်လို့မဆိုဒီတိုင်းပြည်ကိုဒီတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရနေတဲ့သူတွေကကိုယ့်လက်ထက်မှာသူများကစော်ကားမော်ကထိကပားကြီးကပြောနေတာတော့ငြိမ်ခံပြီးတော့ ဘာမှလည်းပြန်မပြောနိုင်ဘူး။သူကျွန်တော်တို့လိုမခံမရနိုင်ဖြစ်တဲ့ကောင်တွေထပြောတာလေ။ခါတော့မခံမရနိုင်ဖြစ်လို့ထပြောတဲ့ကောင်တွေကိုတနိုင်ငံချစ်ချစ်ပြပြမယ်။မင်းတို့ကခဏနေပါအောင်ဆိုတော့မျိုးပုံစံမျိုးကျွန်တော်တို့ပြောရင်ပြောမှာ။အဲ့လောက်ပြောရင်ဒီလောက်ဆိုရင်ခင်ဗျားတို့အစိုးရလူတွေနာတတ်ရင်နာစမ်းပါဗျာ။ခင်ဗျားတို့တိုက်မိချစ်တယ်ဆိုတော့ဘာချစ်တာလဲ။ကျွန်တော်မေးတယ်ချစ်ချစ်လေးဘာတိုင်းမိချစ်တာလဲ။ဘယ်ဟုတ်ချစ်တာခင်ဗျားတို့တိုက်မိချစ်တယ်ထိုင်ကုန်နေရာလိုဝင်ထိုင်ကြရတာဇိမ်ခံကောင်းဝင်ထိုင်ကြရတာကြိုကြီးမေးတိုက်ပြီးချက်တာဆိုတော့ထိုင်ကုန်နေရာထိုင်ပြီးရင်တိုက်ပြီးချက်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 ထိုင်ကုန်နေရာထိုင်ပြီးရင်တိုက်ပြီးနဲ့ပတ်တဲ့အလုပ်ကိုလုပ်အောင်မတာဝန်ရှိတယ်။ခမားတို့ကမဟုတ်တော့ဘူးဗျာနိုင်ငံတိုင်းဝင်ကြီးစွနာလဲရောဒီ လက်ရှိနိုင်ငံတော်အုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လာရောပဲခမရောဗဇက်ကြီးတွေပိတ်နေကြတာဘာလို့နေကြတာလဲခမရောကြော်ကြီးမေးပြီဒီကောင်လေးစောင်းကနှစ်ကြိမ်ရှိသွားပြီအိန္ဒိယလို့တာနှစ်ကြိမ်ရှိသွားပြီတစ်ကြိမ်လို့တော့နှစ်ကြိမ်ရှိသွားပြီတော်တော်လေးကျွန်တော်တို့တိုက်ပြီကဘာဖြစ်နေလဲဆိုတော့ခေါင်းဆောင်ထုတ်တဲ့သူတွေလည်းခေါင်းဆောင်စိတ်ရှိလားမရှိလားမသိဘူးအောက်ကတာမန်ကျွန်တော်တို့လေယာလိုက်အလှော်လိုက်အလှော်လိုက်ပုံကိုယ်တွေကလည်းဟိုညင်ညာသွေးကြက်ခေါပြကြရလားမသိဘူးဘလို့ဟာနေတဲ့ကျွန်တော်တို့တွေ့နေတိုက်ပြီမှာကျွန်တော်စဉ်းစားလို့မရဘူးဥကကျွန်တော်တို့တိုက်ပြီမှာအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေတိုက်ပြီတကယ်ချစ်ကြရလားကျွန်တော်စဉ်းစားလို့မရတော့ရောင်းစားဖို့ချစ်ကြရလားခင်ဗျားတို့ဗျာတကယ်တိုက်ပြီချစ်ကြရလား ိုင်းပြည်တကယ်ကိုခင်ဗျားတို့လက်ထက်မှာခင်ဗျားတို့လက်ထက်မှာဒီတိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ကံကြမ်းကြီးကိုခင်ဗျားတို့လက်ထက်မှာကျွန်တော်ထားရတာကြောက်တော့ကြောက်လာတယ်ခင်ဗျားတို့တိုင်းပြည်ရဲ့ကံကြမ်းကိုခင်ဗျားတို့လက်ထက်မှာထည့်ထားရတာခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကတော့ကင်ထားပြီးတော့ခင်ဗျားတို့ကတော့လုံချင်လုံနေရမျိုးပြီးတော့ကျွန်တော်တမိုးကျွန်တော်တို့ပွင့်လာပြီးတိတ်ကိုကျွန်တော်တို့စိုးရိမ်လာတယ်ဒီတိုင်းပြည်ကံကြမ်းမှာခင်ဗျားတို့လက်ထက်မှာတော့ဒီပြည်ကံကြမ်းခင်ဗျားတို့လက်ထက်မှာကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေဘဝတွေကိုခင်ဗျားတို့လက်ထက်မှာခင်ဗျားလုံချင်ရှောက်လုံနေတာတွေကျွန်တော်တို့ကဒုက္ခအောင်လုပ်နေမယ်ခင်ဗျားတို့လေကျွန်တော်ကြည့်ရတာစိတ်ထဲမှာတော့စင်မပြေဘူးဗျာကျွန်တော်ပွင့်လာပြီးရင်ရင်ထဲမှာတော့ တော်တော်ကြီးတယ်ဆိုင်ခဲကခင်ဗျားတို့ကျွန်တော်ကြည်နေရဆိုင်ခဲသူကြည်မရဆိုင်ခဲတော်တော်ကြီးတယ်အဲကျွန်တော်ဒီလောက်ပဲပြောရတော့ဦးတဲ့ပေါင်နေရတယ်ဒီလောက်ပဲပြောလို့ရဒါတော့ကြော်ပြောရင်လေဟိုကဘာမှမဖြစ်ဘူးကျွန်တော်ကထောင်ထဲရောက်မှာဟွန်းမပြီးတော့စားတော့ဆရာကောင်းတယ်နော်မြန်မာနိုင်ငံမြန်မာနိုင်ငံရဲ့နံပါတ်1ကောင်းဆောင်ဟွန်းနံပါတ်1ကောင်းဆောင်ပုံစံမှုကြီးမရလာရင်နံပါတ်1မြန်မာနိုင်ငံသူအကြီးဆုံးသူကကြည်ရလည်းမရှိတော့သူ့ကိုမေးလေသူမဖြေနိုင်ဘူးတတိုင်းပြည်လုံးမှာဩဇာအကြီးဆုံးကောင်းဆောင်ဖြစ်ပါလေနဲ့ဒီလိုမျိုးဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးငါတို့ဘယ်နဲ့တွေမှပြီးအောင်လုပ်နိုင်မလဲလို့မေးကုန်မေးရင်သူမဖြေနိုင်ဘူးဟွန်းမယုံရင်ခင်ဗျားတို့ပုံစံမှုကြီးနဲ့တွေ့ခွင့်ရတဲ့သူတွေ မေးကြည့်ပါကျွန်တော်မေးကျွန်တော်တို့ကမေးတယ်လို့ဘိုးချုပ်မကြီးဘိုးချုပ်မကြီးကျွန်တော်တို့ကမေးတယ်အဲ့ဒီဟိုကပါလဲဒီတိုက်ကြီးမှာဖြစ်နေတဲ့အခုလူတွေတတ်ဖြတ်သေးချင်းစပွဲရပွဲအဲ့ဒါဒီဘယ်နှစ်အတွင်းမှာပြီးမှာလဲဘတော့လောက်ကြရင်ငင်းချမ်းအောင်ငင်းချမ်းရေးကြအောင်တင်းငင်းအေးချမ်းတော့လုတ်ပေးနိုင်မှာလဲလို့မေးတယ်ဘိုးချုပ်ကြီးမိုးကြီးမှာလုံနိုင်တဲ့အစွမ်းစားကိုရှိသေးရလားလို့မေးတယ်လို့ဒါမေးတာမေးတာမေးချလိုက်တော့ပွင့်လင်းပြောတာဒါဆိုကျွန်တော်တို့ကအဲ့လိုတော့မေးလို့ရမယ်ထင်လို့မေးတာ ကဲတော့ကျွန်တော်တို့ကြားတဲ့အတိုင်းပဲကြုံမျိုးမေးငါတော့ငပိကြုံနဲ့လေးတွေတင်းနေပြီတကယ်လို့မပူပါနဲ့မင်းထောင်လေးရောက်နေဆိုရင်ငါလူကြုံနဲ့နိုင်ငံသားနဲ့ငပိတော်တွေပါရင်ငါလှမ်းပြီးတော့ပို့ရအောင်မယ်ကျွန်တော်ကလည်းဒီကောင်မင်းများငပိကြုံစောင်းအောင်လို့အချုံနဲ့မပြီးတော့လှော်ပေးလာလေဆိုတော့ကသူပြောရတာကျွန်တော်အမှန်လေးပါပဲဒီတစ်ခါတော့ဒီကောင်ပြောတော့ဘာလို့ထောက်ခံလဲဆိုတော့ကျွန်တော်တို့ပြည်တွင်းစစ်ကပြည်တွင်းစစ်ပဲဒါအာဏာရှင်ကိုကျွန်တော်တတ်ထုတ်တာတတ်ထုတ်တာတချောင်းမှဒါပဲနိုင်ငံတနိုင်ငံလေးတနိုင်ငံဖြစ်လာပြီဆိုရင်ကိုယ်နိုင်ငံနဲ့နမိကျွန်တော်တလက်မောင်းအောင်ပါဘယ်နိုင်ငံမှကျွန်တော်မပေးနိုင်ကြတော့ဒါမြန်မာနိုင်ငံသားတွေပြည်တော်စုကျွန်တော်ချစ်တဲ့စိတ်ပဲတော့ဒီကောင်ပြောရတာအကိစ္စအားလည်းမှန်တယ်လို့ကျွန်တော်ထောက်ခံတယ်အဲ့တော့ပြောချင်တာကတော့ ဒီရက်ပိုင်းမှာဂျုံမျိုးမရကပိကျော်စားကြည့်နေသူပါတယ်မနေ့ကမနေ့ကလည်းကျွန်တော်တင်ပြတဲ့ရုပ်တံဗီဒီယိုဖိုင်မှာလည်းတူပထွေးမင်းအောင်လည်းစစ်ခွေးအုပ်စုကိုခမားတို့လက်လက်ဆုပ်စာလူစုကြောင့်တိုင်းပြည်ကပြက်ကင်းဆိုင်ပြီးအခုလည်းခမားတို့ဘာလို့ပါလဲခမားတို့တိုင်းပြည်ချစ်တဲ့ရှေးဟိုးရှိသေးလို့လာတဲ့တိုင်းပြည်ကိုရောင်းစားနေရလားဆိုပြီးတော့တူပထွေးမအနာကိုလမ်းကြုံရင်မေးလိုက်ပါလေကျွန်တော်ကမေးပါလေတဲ့ဒီအခုတော်လိုင်းကြီးကဘယ်တော့မှပြီးမှလည်းဆိုတော့ကမင်းပထွေးမင်းအောင်လည်းတော့မမီးနဲ့အဲ့ဒီအဖြစ်ကိုအတိအကျပေးနေတာတော်လိုင်းကြီးတက်ဖို့ဝင်နေမြန်မာပြည်သူလူထုပဲဆိုတော့ကမင်းပထွေးမင်းအောင်လည်းအစွမ်းအစာမရှိလို့အဲ့ဒီအဖြစ်ကိုတော့မင်းတော့မမီးနဲ့သူဖြေပေးမှာမဟုတ်ဘူး စုတို့ကတကယ်လို့ဒီအပိုင်းတွေမှာကြုံမျိုးမင်းတရင်းနဲ့လောက်ပျောက်သွားနေဆိုတော့ချိန်သေးပါတယ်စစ်ကြောကြီးကိုခေါ်ပြီးတော့ထူထောင်ခါမှာတော့ဒီဗီဒီယိုဖန်ကျောက်ကျွန်တော်80%လောက်ကချိန်သေးဖြစ်ဖို့များပါတယ်အဲ့တော့မပူပါနဲ့ငပိကျော်တော်ကတော့အနိုင်ငံသားနဲ့လှမ်းပြီးတော့ပို့ပေးနိုင်ပါတယ်ကဲတော့ကျွန်တော်နောက်မှာနောက်ဆုံးပိတ်တပုတ်နေနဲ့မနေ့ကညကျွန်တော်တင်ပေးတာတွေပြူခွေးကောင်းဆောင်အမျိုးမျိုးငပောက်ကောင်းမှာမန္တလေးမှာကျွန်တော်ဓမြတိုက်ပြီးတော့သူ့ရဲ့ပြူခွေးတွေဓမြတိုက်ကျွန်တော်ခိုးလို့ရတဲ့ပတ်စံနေနဲ့ တယောက်ကိုကျွန်တော်တို့ပတ်စံတန်းတောင်းစီစာရိုက်ထဲထဲပေးပြီးတော့အချုံထဲမှာမလာခဲ့သေးတယ်အားနဲ့မင်းတို့ကောင်တွေစိတ်နဲ့မကြနိုင်တဲ့စစ်တပ်ကမင်းတို့ကောင်တွေခြေထောက်ပြတ်သွားလိုက်တယ်မြေခွေးတစ်ခွက်ကတော့ပေးလိမ့်မယ်ဆိုတော့ဟိုမှာမြေခွေးကရာမမ်းမသိမြာမမ်းမသိအထက်လူကြီးတွေကမြေခွေးတွေပုံလာလို့နောက်မှလည်းအမျိုးရုံမပေါက်ထပ်ပြီးတော့ဖော်ကောင်တွေလုံထားပါတယ်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်အဲ့တော့ကိုယ့်ရဲ့တပ်မတော်သားတွေကိုလည်းအတုံးချထိုးကျွေးခံတတ်တော့ဥစဉ်တော့အဖြစ်မကအဲ့တော့နိုင်ငံတော်လူကြီးတွေစီမံချက်တော့ရှိမှာပါဘာလို့လဲဆိုတော့ဗီရုစစ်တွေတောင်မှဒီ ဦးစင်းတို့ကသေမနေပေးတယ်ဆိုတာဟာမလို့ခြင်းဘူးသေမတက်မလို့လားဒီကိုနေပေးတယ်ဒီလူစစ်တွေလည်းသေမနေရတယ်ဆိုတာဟာဦးစင်းတို့ကမလို့ခြင်းဘူးอืมနိုင်ငံတော်ကြီးကနတ်သက်ကဥထာတောင်ရှိပုဂ္ဂိုလ်များအနေနဲ့อืมခြေပြက်လက်ပြက်ဘလို့မှလောက်စားလို့မရတော့ဘူးလေမြေရပေးရပေ၄၀60ကျွတ်6ပြီ3ပြီလေဦးစင်းတို့မန္တလေးပြည်ကြီးတို့ကိုနေမှာဆိုလို့ရှိရင်ပတ်လိုက်ပြီဒီအများကြီးอืม မန္တလေးကံကြီးကုန်းနယ်ထဲမှာဆိုလို့ရှိရင်အဲ့ဒီမှာခင်ဗျခရိုင်အုပ်ချုပ်ရေးမှုတွေခရိုင်မှုတွေဒီလူတွေအကောင်တော်တော်များများရဲမှုတွေဘုံမှုတွေအကောင်လုံးအကောင်လုံးအဲ့ဒီမှာခင်ဗျအကောင်လုံးဥစားတာမြေွယ်ကြီးတွေကြားတယ်နော်ဖော်ပေါ်နေလို့ပြီပေတရာပေ80ပတ်လေလောက်တွေရှိတယ်အများကြီးမြေတွေဥစားတာခိုးလာတဲ့ကိစ္စကဲအဲ့ဒီဥစားတဲ့လူတွေရထားတဲ့လူတွေအဲ့ဒီမြေတွေကတို့တို့ကမရှိလဲကြောင်းမရှိဘူးဒီနေရာတွေမှာတို့တွေအများကြီးပဲမြေွယ်တရားအများကြီးပဲ ပေါ့ကိုတော့ပြောတဲ့စကားကိုအားလုံးကလက်မခံနိုင်ဘူးဆိုလို့ရှိရင်လက်သက်ကတောင်ရှိလူကြီးမင်းများအနေနဲ့အဲ့နေရာကိုဆေးကြည့်လိုက်ရှိပြီးတဲ့လူတွေဘုံမှုကြီးတွေอืมဘုံမှုကြီးတော့ပိုင်တဲ့ဘုံမှုကြီးတွေပေါ့လောက်ပြီးတော့ပြီးခေါင်းတော့လောက်တော့မယ်ဒီချွေချွေရုပ်တွေอืมတလို့ပြောရင်ခင်ဗျားတို့ကမကြိုက်ဘူးอืมမကြိုက်ဘူးဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ